ူဒီဝဒနာရှင်များအလုံးမင်္ဂလာပါနော်6ရက်မှ9ရက်ထိမပြောက်ပတ်သည့်အခွေပရိတ်ကိုချပြပေးသွားမှာဖြစ်ပါတယ်မျိုးတို့ရေဒါကပြီးခဲ့တဲ့အပတ်ကဒါမျိုးတို့ချပြထားတယ်မပြောက်ပတ်သည့်ရဲ့အခွေပရိတ်ကဖြစ်တယ်နော်အဲ့ဒီမှာမပြောက်ပတ်သည့်ဟာဆိုလို့ရှိရင်ဒီနှစ်တစ်လုံးနဲ့အပီးဒီလိုနှစ်လေးဆိုပြီးတော့တစ်ကြိမ်ဆင်းတယ်ပြီးတော့ဒီနှစ်တစ်လုံးနဲ့နှစ်သုံးဆင်းတယ် ဒီအခွေထဲမှာဆိုလို့ရှိရင်လည်းနှစ်လေးဆိုပြီးတော့သူကဆင်းပြီးသွားတယ်နော်ပြီးတော့ပရိတ်ပရိတ်ဟာဆိုရင်ကျွန်မ၄ကိုပရိတ်ကိုပေးထားတာဖြစ်တယ်နော်အဲ့ဒီမှာတင်နှစ်ခွန်ဆိုပြီးတော့ကိုပရိတ်ဆင်းပြီးသွားတာဖြစ်တယ်နော်အဲ့တော့အခုလည်းအမျိုးတို့အခုလိုပဲခြားပြပေးမှာဖြစ်ပါတယ်မျိုးတို့ရေကယ်လင်နာတော့ကျွန်မထောက်မပြတော့ဘူးနော်ဘာဖြစ်လို့လဲဆိုတော့အချိန်ကတိတ်မရတဲ့အတွက်နော် ဒါကလန်နာစစ်ပြီးတာခဏနေเนาะအမျိုးလိုချပေးလို့ရှိရင်အများနဲ့ကလန်နာစစ်ပြီးမှကျွန်မချပေးတာဒီတိုင်းရင်ဗရိုင်းချမပေးဘူးเนาะဒါအမျိုးလိုလည်းတိပါတယ်ကျွန်မလိုက်ကိုအများနဲ့ကြည်နေတဲ့အမျိုးတွေဆိုလို့ရှိရင်ဒါတိတယ်အဲ့တော့ကျွန်မကအခွေကိုအရင်ပေးမှဖြစ်ပါတယ်အခွေရ၃ည၄ လေနော်၃ညတဲ့၄၅ခုအခုပြီးတော့ပရိတ်ပရိတ်က၃ည၅ပရိတ်နော်ပြီးလို့ရှိရင်မပြောက်ပတ်တီမပြောက်ပတ်တီက၃ည ေကိုနော်အဲ့ဒါလေးကိုအမျိုးလိုအနေနဲ့ဆက်ခွင်းလျှော့ရိုက်ပြီးတော့ယူထားနော်ဒီမှာအမြဲတမ်းမှားတယ်အခုလိုမျိုးကက်ကလေးချပြီးလို့ရှင်ဒါအမျိုးလိုဆက်ခွင်းလျှော့ရိုက်ပြီးတော့ယူထားပါလို့ဒီမှာအမြဲမှားတယ်ဘာဖြစ်လို့လဲဆိုတော့ကိုဟာကိုအချိန်မရွေးပြန်ကြည့်လို့ရတယ်နှိမ့်မို့ဆိုရင်မေ့သွားမယ်နော် ဲ့ဒါပြီးတော့ဒီအပတ်မှာဆိုလို့ရှင်ကျမရဲ့အဖွဲ့ဝင်တွေကျမကဇာတို့ပတ်တီ6တလုံးပေးထားတာဖြစ်ပါတယ်ဒီ6တလုံးဟာဆိုလို့ရှင်ပုတ်တဖူးနေ့ညနေမှာပဲသူက6 9ဆိုပြီးတော့ဆင်ပြေးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေက3ရက်အတွင်းမှာ2ကြိမ်အောင်မြင်မှုရရှိသွားတယ်เนาะအဲ့ဒါပြီးတော့တော့ကျမကလက်ဆောင်အဖြစ်နဲ့နောက်တောက်ကြနေ့မှာလက်ဆောင်အဖြစ်နဲ့ခဏတလုံးကိုထပ်ပို့ပေးသွားတာဖြစ်ပါတယ် တောက်ကြနေမနေ့ညမှာလက်ဆောင်ဖြစ်နေဇာရိုးပတ်တီခွန်တလုံးကိုပြီးသွားတာဖြစ်ပါတယ်သူကတောက်ကြနေမနေ့မှာပဲနှစ်ခုဆိုပြီးတော့ဆင့်သွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေဟာ၄ရက်အတွင်းမှာတင်၃ချိန်အောင်မြင်မှုရရှိသွားတယ်နော်အဲ့ဒီလိုမျိုးဇာရိုးပတ်တီတလုံးမင်းရော၃ွက်ဒူရော၂ွက်အခုလိုမျိုးလိုချင်တဲ့အမျိုးတွေကကျမနဲ့ဆက်သွယ်ပြီးနော် ျမက၃ရက်တွင်းကိုအာမခံပေးထားတာဖြစ်ပါတယ်။ကျမရောက်လာဆိုရင်ဇာတို့ပတိတလုံး main ဩ၃ကွယ်ဒူဩ၂ကွယ်နော်အခုလိုမျိုးလေးရောက်လာဖြစ်ပါတယ်နော်အဲ့ဒါမှကျမပေးထားတဲ့ခဏတလုံးဟာအစိုးကြီးဆင်းသွားလို့ရှိရင်နောက်တဲ့ချိန်မှာအခုလိုမျိုးထပ်ပြီးတော့လက်ဆောင်ဖြစ်နေထပ်ပြီးတော့ခဏတလုံးကိုပို့ပေးတာဖြစ်ပါတယ်နော်ကြိုက်နှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျမနဲ့ဆက်သွယ်ပေးပါ ကျမကဇာရုပတိတလုံး main o 3ခွက်ဒူ o 2ခွက်နော်ဒီကတ်ကလေးဟူတာရောင်းတာဖြစ်ပါတယ်အမျိုးတို့အနေနဲ့ခဏန်းတလုံးကိုအပိုင်းကစားခြင်းနဲ့ဆိုရင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီ o လာပါနော်ကျမပေးထားတဲ့ခဏန်းတလုံးဟာအစိုးကြီးဆင်းသွားခဲ့လို့ရှိရင်နောက်တဲ့ချိန်မှာနောက်ထပ်ဇာရုတလုံး main o 3ခွက်ဒူ o 2ခွက်အဲ့ဒီလိုမျိုးထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်နော်အဲ့တော့အဖွဲ့ဝင်များကိုလက်ခံနေပါပြီ ဖွဲ့ဝင်ခြင်းနဲ့အမျိုးတွေကကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါကျမကကဏ္ဍများကိုတနင်္လာည9နာရီကနေစပြီးတော့ပြန်လည်ပို့ပေးမှာဖြစ်ပါတယ်10နာရီထဲနောက်မကြောက်ဘူးလို့ကျမဘက်ကအာမခံပေးထားပါတယ်နော်အမျိုးတို့အဲ့ဒါဆိုလို့ရှိရင်ကျမ6ရက်နေ့အတွက်ကို တခါတည်းပြပေးမှာဖြစ်ပါတယ် 6ရက်အင်္ဂါမနေ့ညကိုဒါပြပေးမှာဖြစ်တယ်နော် တိနိုင်ရှင်နဲ့ပေါင်းမှာတိရှိပေါင်းတော့ကို9ပါဝါက4ကိုရဲ့နှက်ခက6ကို6 तू ကီကို6ကီက तू ကဒီမနေ့ညမှာဆင့်ပေးရမယ်။ဘာဆင့်ပေးလဲ4 3ညဆိုတော့ဒီ4တလုံးဆင့်ပေးသွားတယ်။အဲ့တော့နောက်တစ်ပင်နောက်တစ်ပွဲတွေ့ဆက်ကြည့်မယ်။ လေးနဲ့တင်းနဲ့ပေါင်းမှာလေးတေပေါင်းတော့ငါငါပါဝါက3ညာငါရဲ့နှက်ခတ်က3ငါ3ညာ3ကဒီမနေ့ညမှာ तू ကဆင့်ပြရမယ်။ဘာဆင့်ပြလဲမနေ့ပိုင်း6ငါညနေပိုင်းတင်းငါဆိုတော့ဒီငါတစ်လုံးဆင့်ပြသွားတယ်။နော်ဆက်ကြည့်အောင်6နဲ့9နဲ့ပေါင်းမှာ6 9ပေါင်းတော့1 တိပါဝါက6တိကေနခက8တိ6ရှိကဒီမနေ့ညမှာသူကဆင့်ပေးရမှာ။ဘာဆင့်ပေးလဲ?မနေ့ပိုင်း3ည8ညနေပိုင်း66ဆိုတော့8ကို6ကိုဆင့်ပေးတယ်။နော်မျိုးလို့3ညနဲ့4နဲ့ပေါင်းမယ်3ညနဲ့4နဲ့ပေါင်းတော့4 လေးပါဝါကကိုလေးရနခကနှစ်လေးကိုနှစ်ကဒီမနေ့ညမှာသူကဆင့်ပေးရနော်ဘာဆင့်ပေးလဲဆိုတော့အပြီးတောင်ဆင့်သွားတယ်နော်ဒီလေးနဲ့ဒီနှစ်နဲ့နှစ်လေးဆိုပြီးတော့နော်မျိုးတို့အဲ့လိုလဲဆင့်တတ်တယ်အဲ့ဒါဆိုရင်အင်္ဂါနေ့အတွက်နော်၃ညနဲ့နှစ်နဲ့ပေါင်းမှာ၃ညနဲ့နှစ်နဲ့ပေါင်းတော့နှစ် နှစ်ပါဝါကခွန်နှစ်ကဲနှစ်ခက်ကလီနှစ်ခွန်လီရကီးဖြစ်ပါတယ်မျိုးလို့ရနော်အင်္ဂါမနဲ့ညမှာသူကဆင့်ပြရမှာဖြစ်တယ်နော်ဒါကကျမတို့ကလက်တွေ့ဆိုင်ကကဏ္ဍတွေကိုဒီလိုအကွက်ဆင်ပြီးတော့ဒါအမျိုးတို့ပြပြနေတာနော်ဒါကျမတို့ကလက်တွေ့ဆိုင်ကကဏ္ဍတွေကိုပဲအမျိုးတို့အမြင်နဲ့ကျမပြောတယ်လက်တွေ့ဆိုင်ကကဏ္ဍကိုပဲမူတည်ယူတာဖြစ်ပါတယ်နော်ဒါလေးတွေကဒါအမျိုးတို့နားလည်အောင်လို့ဒါဒီလိုလေးတွေလုပ်ပြီးတော့ပြပြနေတာ เนาะအဲ့တော့ဒီဘက်ကအချင်းလေးတွေကြည့်အောင်သူကဒီမှာနှစ်ယောက်ချဲထားတယ်เนาะမျိုးတို့ဒီဘောကအဝါဒီဘောကပန်းယောင်เนาะအဲ့တော့ဒီလိုပေါက်မှာเนาะနော်ဒီသုံးလုံးပေါက်မှာရှိရှိပေါက်เนาะ6 6ကိုဒီ9နဲ့ပေါက်เนาะဒီနော် တိကေပါဝါက6တိ6ချင်းနော်ပြီးတော့ဒီမှာပန်းရောင်လေးနှစ်ခုချဲထားတယ်7နဲ့4နဲ့ပေါင်းမှာ7 4ပေါင်းတော့2 2နှစ်ပါဝါခွန်2ခွန်2ရက်အတွင်းနော်နေရတွင်းဆိုတော့ဒီက16ချင်းရပါဆင်းပြီလဲ62ဆိုတော့6တလုံးဒီဘက်က2ခွန်ချင်းရပါဆင်းပြီလဲ6နှစ်ဆိုတော့2တလုံး သူကဒီလိုလဲအပီစင်တက်တယ်။မြို့လိုပြရင်အများနဲ့ကျမပြောတယ်နော်။အဲ့တော့6နဲ့3ညနဲ့ပေါင်းတော့6 6ကိုဒီ4နဲ့ပေါင်းမှာ။နော်6 4ပေါင်းတော့3ည3ညရဲ့ပါဝါက9 3ည9အခြေ6နဲ့3ညနဲ့ပေါင်းတော့6 6ပါဝါက1 6 1ချင်းနော် ဲ့တော့ဒီဘက်က305အချိန်ကဘာဆင်းပြီးလဲဆိုတော့တင်953ဆိုတော့ဒီဘက်က9တလုံးဆင်းတယ်ဒီဘက်က6တိအချိန်ကဘာဆင်းပြီးလဲတင်96ဆိုတော့တိကော6ကောဒီမှာ69ဆိုတော့เนาะဒီကော6ကောသူအလိုဆင်းပြီးတယ်အဲ့တော့7နဲ့9နဲ့ပေါင်းတော့3 3ကို6နဲ့ပေါင်းမယ် 36ပေါင်းเนาะကိုကိုရဲ့ပါဝါကလီเนาะကိုလီချိန်နဲ့ကိုလီချိန်ဒီဘက်က6နဲ့3နဲ့ပေါင်းเนาะဒီတစ်ပါဝါက6တစ်6ချိန်เนาะဒီဘက်ကကိုလီချိန်ကဘာဆင်ပြီးလဲဆိုတော့9လီဆိုတော့4တလုံးဆင်ပြီးတယ်ဒီဘက်က16ချိန်က6 5 3 5 56ဆိုတော့ तू က6ကောဒီကောအဆင့်ပြီးတယ်နော်အဲ့တော့တင်းတင်းနဲ့9နဲ့ပေါင်းတော့6 6ကို9နဲ့ပေါင်းတော့1တိပါဝါ6တင်းနဲ့6နဲ့ပေါင်းတော့ခွန်ခွန်ပါဝါက2 အဲ့တော့ဒီဘက်ကတက်6ချင်းရပါဆင်းပြီလေတက်ခွန်66ဆိုတော့သူကတက်ကော6ကောဆင်းပြီတယ်ဒီဘက်ကခွန်2ချင်းရတက်ခွန်ခွန်လေးဆိုတော့ဒီခွန်တစ်လုံးဆင်းပြီတယ်နော်အဲ့တော့ဆက်ကြည့်အောင်ခွန်6ပေါင်းတော့3 3ကို3ညနဲ့ပေါင်းတော့3 3ပါဝါက8 နော်အဲ့တော့ခွန်နဲ့ချောင်းနဲ့ပေါင်းတော့လဲ၃၃ပါဝါက၈အချင်းတူတယ်ချင်းတူတော့ဗာဆင့်ပြီလဲ၃ကိုဆိုတော့ဟိုဘက်ကောဒီဘက်ကောက၃တလုံးဆင့်သွားတယ်အဲ့ဒါဆိုတော့ဆက်ကြည့်ရအောင်၃ညနဲ့၃နဲ့ပေါင်းတော့၃၃ကို၃ညနဲ့ပေါင်းတော့လဲ၃ 3ပါဝါက8 3ညနဲ့9နဲ့ပေါင်းတော့9 9ပါဝါက4နော်အဲ့တော့ဒီဘက်က3ရှိချင်းရပါဆင်းပြီလေ3ည8 2 3ဆိုပြီးတော့เนาะ8ကို3ကိုဆင်းပြီဒီဘက်က6လေးချင်းရလည်းပါဆင်းပြီလေ2 4 6 9ဆိုပြီးတော့သူက4ရော9ရော ဆင့်ပြီးတယ်နော်နှစ်ရက်အတွင်းမှာအဲ့တော့မနက်ဖြန်အတွက်ဟုတ်မ sorry အင်္ဂါနေ့အတွက်နော်အဲ့တော့မနက်ဖြန်တနင်္လာအင်္ဂါနေ့အတွက်ကိုပြတာနော်မျိုးလို့အဲ့တော့နှစ်နဲ့6နဲ့ပေါင်းတော့8 8ကိုနှစ်နဲ့ပေါင်းတော့3ည3ညရဲ့ပါဝါက9 နည်းနည်းကိုနဲ့ပေါင်းတော့တိတိပါဝါက6နော်အင်္ဂါနေ့အတွက်နော်ဒီဘက်က3ည5ချိန်ဒီဘက်က6ချိန်ကီယာနိခွန်လေးအင်္ဂါနေ့မှာထိပ်ပေးရအောင်နော်မျိုးအဲ့တော့ကျွန်မကတ်ပေးမယ်အခုကျွန်မပြန်တည့်ပေးမယ်မျိုးလုံးအဲ့တော့တဲ့ကီယာ နိခွန်ဒီအင်္ဂါနေ့မနေ့ညမှာထိရမယ်ကီးဖြစ်ပါတယ်နော်အဲ့ထဲမှာမှကျမအကြိုက်ဆုံးဂဏန်းကိုထုတ်မယ်ဒီထဲကဂဏန်းကြိုက်တာဆိုရင် ကျမကခွန်နော်ခွန်ကြိုက်တယ်ဒီဘက်ကကြိုက်တာဆိုရင်ငါးကြိုက်တယ် နော်ခွန်၅ပတ်တိပတ်နိုင်တဲ့မျိုးတွေကပတ်နော်ကျွန်မအဲ့လိုမျိုးထုတ်ထုတ်ပေးတာဒါဆိုလဲဒီတိုင်းမယ်နော်ဒီထည့်ကကြိုက်တာဆိုရင်6ပြီးတော့ဒီဘက်ကကြိုက်တာဆိုရင်ခွန်အဲ့လိုဆွဲထုတ်ပေးတာနော်အဲ့ဒါဒါတောက်ကြနေရနော်တောက်ကြနေရဆွဲထုတ်ပေးတာအဲ့လိုကြိုက်တော့ဒီမှာတောက်ကြနေရနှစ်ခွန်ဆိုပြီးတော့ဆင်းပေးသွားတယ်နော်အခုလဲအဲ့လိုမျိုးကျမကြိုက်တဲ့ခဏအောင်ဆွဲထုတ်တာနော် အဲ့တော့ဒီကခွန်ကြိုက်တယ်ဟိုဘက်ကအဲဒီဘက်ကငါကြိုက်တယ်နော်ခွန်ငါပတ်တည်အဲ့တော့ကတ်ပြီးမယ်ခွန်နဲ့ဆိုတော့ခွန်၃ညခွန်၁ ွန်ချငါးနဲ့ဆိုတော့ငါးတိငါးချငါးနှစ်နော်ဒီလိုကတ်တာနော်ငါးနှစ်အဲ့ဒါကြိုက်တယ်နော်ပြီးတော့ ဒီလေးတလုံးနဲ့ထည့်ပြီးတော့ဒါအမျိုးတို့ထပ်ထည့်ပေးအောင်လေးနဲ့ဆိုတော့လေးချလေးငါနော်အဲ့ဒါကြိုက်တယ်ပြီးရင်တော့အာထူတဲ့ဆိုတာကတော့ကံကောင်းရင်ရမယ်ပြီးတော့ဒါအောက်ကရံကနန်းလေးရံကနန်းက၃ညနဲ့ကပ်ပြီးမယ် xem cái na tôm nha này số rồi tôm nha chị tôm nha chả tôm nha nè tôm nha li đa yên thu pi nó no a thu nó ာရတယ်အမျိုးတို့ကျွန်မလည်းအကောင်းဆုံးရှာဖွေပေးထားတယ်နော်အမျိုးတို့အဲ့တော့တဲ့အင်္ဂါ6ရက်အင်္ဂါမနေ့ညမှာအဖွင့်နေရာနေစပြီးတော့တပတ်လုံးလုံးမှာလည်းအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေနော်